ုံးမမင်္ဂလာပါ Air Channel မှာပြန်လည်ကြိုဆိုလိုက်ပါတယ်ဒီကနေ့အော်တိုဘာ24ရက်နေ့ဒီကနေ့မှာတော့ရွေးကောက်ပွဲဝင်ပြိုင်မဲ့မိမဖြစ်သူကိုရိုက်နှက်လိုက်တဲ့အမျိုးသားတယောက်အကြောင်းကိုဖော်ပြပေးပါမယ်ရွေးကောက်ပွဲနဲ့ပတ်သက်တဲ့သတင်းတွေတောက်လျှောက်ကြေကြေပြက်ပြက်ကြားနေရတဲ့နောက်ပိုင်းတွေမှာချို့နေရာတွေမှာဆိုရင်မိဘတွေကရေကောက်ပွဲဝင်လို့သားသမီးတွေကအိမ်ပေါ်ကဆင်းသွားကြတာတွေ့ သူတို့မျိုးထဲမှာရွေးကောက်ပွဲဝင်ပြိုင်မဲ့သူတွေကြောင့်ဒါရှက်ကြောက်ယွန်ရှာပြီးတော့အဆက်အသွယ်မလုပ်တော့တဲ့အကြောင်းတွေကျွန်တော်တို့စလိုက်ကြားနေရတာဖြစ်ပါတယ်ဗျာဒီနေ့အဲ့ဒီအကြောင်းတွေကိုကျွန်တော်နဲ့ကျွန်တော်မိသားစုဝင်တွေဆွေးနွေးဖို့ရှိပါတယ်နောက်ထပ်ဆွေးနွေးစရာကိစ္စတစ်ခုလည်းရှိပါတယ်အခုဆိုရင်ကျွန်တော်မိသားစုဝင်တွေအချို့နေထိုင်တဲ့ရန်ကုန်မန္တလေးအထက်ကြားဖြန့်တွေလာရောက်ပါတော့ တော်မြောက်ကြီးကေကေပတ်နာပတ်တတ်တဲ့ကြားဖြန့်ကိစ္စတွေဘလို့ရိုက်နေကြတယ်အချို့တွေကထိုင်းဘက်ကိုထွက်ပြေးနေကြတယ်အချို့တွေကအဲ့ဒီကင်းပြင်းနဲ့အတွင်းထဲမှာပဲနေရာရွှေပြောင်းပုန်းခုန်နေကြတယ်အချို့တွေကတော့ရန်ကုန်မန္တလေးမြို့ပြကြီးတွေမှာလာရောက်တိမ်းရှောင်ဖို့ပြောချင်တာကတော့မာအာလာရင်ကွင်းကိုခိုလုံဖို့ရောက်လာပါတော့မယ် ကျွန်တော်မိသားစုဝင်တွေအနီးမှာလည်းကြားဖြတ်နေပြီးအများကြီးရှိနေကြပါပြီ။လက်ရှိမင်းအွန်လိုင်းဟာကျွန်တော်နိုင်ငံအတွင်းထဲမှာငွေစည်းဝါးတွေအကြီးအကျယ်ထုတ်လုပ်နေတဲ့အဓိကသူကြားဖြတ်ငွေလိန်ဂိုင်းကောင်းဆောင်ကိုအကြီးအကျယ်လုပ်ဖို့အတွက်ခွင့်ပြုပေးထားသူကမ္ဘာကြီးကတည်နေပြီကျွန်တော်မိသားစုဝင်တွေလည်းတည်နေပြီဒါကြောင့်မင်းအွန်လိုင်းကျွန်တော်နိုင်ငံအတွင်းထဲမှာလည်းနေစရာမရှိတော့ ေးကြတယ်ဒီချိန်ကတော့မလာခွေးမီဘယ်နေရာမှာသွားပြီးတော့ပုံရမလဲဆိုတာကိုအခုချိန်မှာတော့တော်လေးကိုတော့စိုးရင်နေပြီဆိုတဲ့သတင်းတွေကြားနေရတယ်ဒီကြောင်းလေးကိုကျွန်တော်တို့အတူဆင်းနေသားမှာဖြစ်တယ်ဒါကြောင့်ကျွန်တော်ရဲ့ view ကိုစောင့်ထိဝင်ချူဖို့ကျွန်တော်မိဘတအူးချင်းစတဲ့ကိုလေစာဖိတ်ခေါ်လိုက်ပါတယ်နေတိုင်းကြားပြန်ကြားပြန်ကိစ္စတွေရတာမယိုးမဲ့ဒါပေမဲ့ကျွန်တော်တို့ဒါဒေသခံတွေအနေနဲ့ကျွန်တော်ရဲ့မိသားစုဝင်တွေကိုလက်ရှိဒါကြားပြန်နဲ့ပတ်သက်တဲ့ အချက်လက်အကြောင်းအရာလေးတွေကိုကျွန်တော်ကစတိုက်တပြပေးနေခြင်းကအရှင်ချိန်ကကျွန်တော်တို့ဒီတိုင်းနာနေမြေတွေမှာပေါ့နော်အဖြစ်ပြက်နေတဲ့ကိစ္စတွေအများကြီးရှိတယ်ကျွန်တော်တို့လုံးဝမသိကြကြဘူး။ဘာကြောင့်လဲဆိုတော့ကျွန်တော်တို့ဒီတည်င်းအမှောင်ချတာတွေရှိတယ်။ပြီးတော့လက်နက်ကင်အဖွဲ့စည်းတွေကသူတို့ရဲ့ဒါပိုင်းတဲ့နေမြေပေါ့ဗျာ။အဲ့ဒီနေမြေမှာပဲသူတို့တွေရွှေ့သွားကြတယ်။ဆိုတော့ကျွန်တော်တို့မြေပြတ်မှာရှိတယ်ကျွန်တော်တို့ဒါမိသားစုဝင်တွေမသိရဘူး။ တော့ချို့နိုင်ငံသားမှရှိနေတယ်ကျွန်တော်မိသားစုနဲ့နေမြေအကြောင်းတွေကိုနည်းနည်းလေးဟိုတော့သတင်းဌာနတွေကဖော်ပြတဲ့အကြောင်းအရာတွေတော့သိမယ်ဒါပေမဲ့ထိထိမိမိမသိရနိုင်တယ်ဒါပေမဲ့ကျွန်တော်ကဒါကြောင့်လည်းပဲအခုဒါနေ့စဉ်ပေါ့နော်ကြောင်းလဲမှုတွေဖြစ်ပေါ်နေတဲ့ကြားဖြန့်အကြောင်းလေးကိုနည်း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 ဖော်ပြပေးသားဒါဖြစ်ပါတယ်ဟုတ်ပြီကြားဖြန့်ဟာမြန်မာနိုင်ငံတနိုင်ငံလုံးမှာရှိပါတယ်အခုမှရှိတာလည်းမဟုတ်ဘူးဟိုးရင်တော်တွေကရှိတာပါကြားဖြန့်မှာဒါပျော်မွေ့နေတဲ့မြန်မာနိုင်ငံသား မြန်မာနိုင်ငံအတွင်းထဲကသူပြီးအများကြီးရှိပါတယ်။ဟုတ်ပြီ။ပထမဦးစားကျွန်တော်တင်ပြချင်တဲ့အကြောင်းအရာကရွေးကောက်ပွဲဝင်ပြိုင်မဲ့မိမဖြစ်တဲ့သူခင်မောဖြစ်သူကရိုက်နှက်လိုက်တဲ့ပြဿနာပါ။ဟုတ်ပြီ။တိုင်းလာစီလုံးညညရေးပါတီလွတ်တော်ကိုယ်စားလှယ်လောင်းရိုက်နှက်ခဲ့လို့တဲ့။ရိုက်နှက်ခဲ့သူအရင်ကခံရသူလင်မယားပါ။ ဆိုတော့အဲ့ဒီပါတီနာမည်ကိုပဲကျွန်တော်တို့ကစိတ်ဝင်စားတာတိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီအဲ့ဒီပါတီမှာလွတ်တော်ကိုယ်စားလှယ်လောင်းဖြစ်ဝင်ရောက်ရှင်ပြိုင်မဲ့အမတ်လောင်းဘာဖြစ်လို့တိုက်ကြီးမှာလွတ်တော်နေရာကိုဝင်ပြိုင်မှာတော့သူ့ရဲ့ကောင်းတဲ့ကတိုင်းသားစည်းလုံးညီညွတ်ရေးလေဗျာတော့လေကင်းပြင်းနဲ့လာလေး BGF ရယ် KNA ရယ် PC ရယ် DKB ရယ်ကရင်ချင်းချင်းတော်မှာဖွဲ့လေအများကြီးခွဲတာအဲ့ဒီအောက်မှာတော့မှခွဲထွက်ခွဲထွက်ကရှိသေးတယ်အဲ့ဒီအောက်မှာမှဟိုရဲ့ရင်းမှုဟိုရဲ့အဖူးအောက်မှာအများကြီးရှိသေးတယ်ဆိုတော့တိုင်းသားတွေအရင်ဆုံးကိုယ့်ပါတီနာမည်နဲ့ကိုက်ညီအောင်နေမည်ဆင်းပြီးတော့စီယုံရေးဆင်းပေးဖို့ကျွန်တော်ဒီကနေတော့အကြံပြုပါတယ်ဒါပေမဲ့စီယုံရေးဆင်းပေးဖို့အဲ့ဒီနေရာထိတော့မရောက်သေးဘူး ဖြစ်တော်မယ်လို့ဖြစ်ပါဝင်ရှင်ပြိုင်မယ်ယောက်ျားဖြစ်သူကခွင့်မပြုဘူးအချိန်ချင်းတားနေပါရက်နဲ့အမိစင်းတွေထွက်လာတဲ့အချိန်မှာသူ့မိမနမယ်ပါတော့အော်စိတ်ဆိုးပြီးတော့တကုံတီးထုတ်လိုက်တာအော်လွတ်တော်ကိုယ်တည်းလောင်းဖြစ်ချင်းခွိကရက်ကိုတတ်ချင်တာခွိကရက်ကိုအခုချိန်နေရရိုးရိုးတက်ကြတာမဟုတ်ဘူးလေးပဲထောက်ပြီးပင်ကုန်းမျိုးတက်ကခွိကရက်ကို ရွေးကောက်ပွဲဆိုတဲ့ခေါင်းစဉ်အောက်မှာဘာမှအရေးချင်းမရှိတဲ့ခေါင်းစဉ်အခုဆိုရင်တော့နီမျိုးစုံနဲ့ခွေးတို့ပေါက်ကဝင်နေတာကိုကျွန်တော်အားလုံးတွေ့ရမှာဖြစ်တယ်ကျွန်တော်ကျန်တာဘာမှမပြောလို့ဘူးမင်းအောင်လှိုင်တော့မှအာဆီယံအစည်းအဝေးတက်ချင်တာဖင်ရနေတဲ့ခေါင်းဖင်ရနေတဲ့ခေါင်းတော့မှအာဆီယံကလုံးဝမဖိတ်ပါဘူးပိတ်ပင်ပါတယ်ဆိုပြီးပြောလိုက်တဲ့အချိန်မှာဘလို့ဖြစ်သွားလဲဆိုတော့ သူတို့ပြောတဲ့နိုင်ငံတော်မှာအကြီးအကဲဆိုတဲ့ကောင်ဟွာသူစင်သူတိဆိုတဲ့ပုံစံမျိုးနဲ့ပုတ်ချခံရတာအတွင်းထဲမှာရှိနေတဲ့ဘာရေချင်းမှမရှိဘဲနဲ့ဘာမှလည်းလုံနိုင်တဲ့အနေထားလည်းတစ်ခုမှမရှိဘဲနဲ့ဘာမှလည်းလွတ်လပ်တဲ့ပြောဆိုပိုင်ခွင့်နေမရှိတဲ့အခုဟာဝန်ကလုတ်တဲ့ပြည်စားရွေးကောက်ပွဲဒီရွေးကောက်ပွဲကိုဝင်ရောက်ရှင်ပြိုင်မဲ့သူတွေအတွက်တခက်ကိုအဆက်ရောက်ကောင်းတယ် တို့နေပါဦးကျွန်တော်တခုတော့ကျွန်တော်မိသားစုနေဂျာဖြတ်လေးကျွန်တော်ပြောပြခြင်းတယ်ကျွန်တော်တို့ PPP ပါတီကတော့တတ်တတ်ခံတယောက်တော့အစဉ်ပြေနေကောင်းရဲ့လားကျွန်တော်မိသားစုနေဂျာတိပြီးပြီလားတော့တတ်တတ်ခံဒီပြီးတော့ပါတီဒါမှမဟုတ်ခုလက်ရှိပေါ့နော်ရွက်ောက်ပွဲမှာပေါဝင်နိုင်တဲ့အခြေအနေတခုကနေပြီးတော့စိုင်းငံ့ထားခံရတဲ့အခြေအနေရောက်ရှိနေပြီဆိုတဲ့သတင်းလဲကြားထားရပါတယ် ဲ့ဒီစဉ်တိတိကျထွက်လာတဲ့ခါကျရင်တော့တတ်ခံလဲပဲပေါက်ချက်꿰အောင်မယ်လေကြီးလေကျယ်ပြောထားတဲ့အဲ့ဒီမိမဟုတ်ပြီတကြီးကြောင့်ပဲပြသွားတော့ဟောတကြီးမျိုးနဲ့အုံးပင်စုကျေးရွာမှာကျွန်တော်တို့တာဆာညာတိုင်းသာစီလုံးညီညီပါတီဆိုတော့အဲ့ပါတီအကြောင်းပေါ့နော်နာမည်ကြာရင်ကျွန်တော်ရည်ကျင်းတယ်ကျွန်တော်တို့တိုင်းသားတွေနဲ့အတူတူမာမိတ်အဲစစ်စင်ရေးတွေပြီးတော့ပိုင်းသားနဲ့အတူကျွန်တော်တို့ကနေထိုင်ခဲ့တဲ့သူတွေဆိုတော့ လက်ရှိကျွန်တော်ပုံကြီးမှာတိုင်းရင်းသားတွေဆိုတော့တိုင်းရင်းသားစီလုံးကြီးရဲ့ပါတီဆိုတော့ကျွန်တော်ကရည်ကျင်းတာဟုတ်ပြီကျွန်တော်ရည်ရတဲ့အကြောင်းအရလဲကျွန်တော်မိသားစုဝင်တွေသဘောပေါက်မယ်လို့ထင်ပါတယ်အဲ့ဒီပါစညာပါတီလွတ်တော်90လောက်ဖြစ်ဒေါ်လေးလေးမြင့်ကိုခင်မောဖြစ်သူဒါကိုကျော်လင်းထွန်းကရိုက်နှက်ခဲ့ပြီးရွေးကောက်ပွဲကနေပြီးတော့နှုတ်ထွက်ချင်းမပြုတ်ပါကတပြစ်မယ်လို့ချိန်ချောက်ခဲ့တာကြောင့်လေရဲကဖန်စီသွားတာဖြစ်ပါတယ်လိစားပါတယ် ိုကျော်လင်းတော်အဲဘာဖြစ်ဖြစ်အခုလိုမျိုးပေါ့နော်ဟိုတားဆီးတဲ့အခြေအနေတခုပေါ့နော်ဆက်ပြီးတော့လှုပ်ဆောင်နေဦးမယ်ဆိုရင်တတ်ပြစ်မယ်လို့ထီတောင်းမှာချင်းချောက်ထားတာလေးစားပါလေဒီလောက်ကတယောက်ကားတဲ့တယောက်ကြတာရက်သေးကိုရက်သေးမှာပေါ့နော်ကနန်းလိုလဲခေါ်လဲလက်စလက်နာလဲရှိတယ်သူမင်းမကရွေးကောက်ပွဲဝင်ပြိုင်မယ်ဆိုတော့မဝင်ဖို့ကိုအချိန်ချင်းသတိပေးထားတယ်မရဘူးတဲ့နမေစင်းပါလာတဲ့အချိန်မှာအိမ်မှာရိုက်နှက်လိုက်တာဖြစ်တယ်တဲ့ ရုပ်ောက်ပွဲကနေပြီးတော့ထွက်ဖို့လဲပြောတယ်မထွက်ရင်တက်ပစ်မယ်ဆိုတယ်အဲ့ဒါကြောင့်နဲ့မိမဖြစ်တဲ့သူပါတဲ့သူ့ယောက်ျားကို yes scan မှာပဲအမှုဖွင့်တိုင်ကြားလိုက်တဲ့အတွက် yes scan ကလာရောက်ဖမ်းသွားတာဖြစ်တယ်လို့သိရတယ်အောက်တိုဘာ18ရက်နေ့စနီးပြည့်သူရဲ့တိုင်ကြားချက်ကြောင့်နဲ့ကိုကျော်လင်းထွန်းခကနန်းကိုအုတ်ကန်နယ်မြေ yes scan ပအမှတ်49မြင်းဆောင်2025ရွေးကာဥပဒေပုံမှန်24ကကြီးနဲ့အမှုဖွင့်ထားတယ်လို့အုတ်ချုပ်ရေးနဲ့ပတ်သက်သူနီးစပ်သူတဦးကပြောပါတယ် ဆိုတော့ရွေးကောက်ပွဲနီလာနိုင်များဒီလိုပြဿနာမျိုးတွေဖြစ်နေတယ်ကျွန်တော်တို့ဒါအချို့မိဘတွေကရွေးကောက်ပွဲဝင်မယ်ဆိုတော့သားသမီးတွေကအိမ်ပေါ်ကဆင်းသွားတာတွေလည်းရှိတယ်မိသားစုဝင်တွေချင်းချင်းဆွေမျိုးချင်းချင်းစကားမပြောတဲ့အခြေအနေတွေလည်းလက်ရှိရွေးကောက်ပွဲနဲ့ပတ်သက်ပြီးတော့ဖြစ်ပေါ်နေတယ်ဆိုတော့ဒါလူတိုင်းကတော့ဗျာသူတို့ရဲ့ခံစားချက်နဲ့သူတို့ရဲ့ယက်တီချက်တွေနဲ့ပြီးတော့လုပ်နေတာတွေတော့ရှိတယ်လို့တော့ပြောကြတာပဲဘောနော်လက်ရှိ ကျွန်တော်နိုင်ငံကျွန်တော်ရသားပြည်သူတွေကိုနေစဉ်တပ်ဖြတ်ဘုံကျဲနေတဲ့ကောင်တွေကရေကောက်ပွဲလုပ်မယ်အဲ့ဒီရေကောက်ပွဲကိုဝင်ပြိုင်မယ်ဆိုတော့ကျွန်တော်တို့အနေနဲ့ဘာမှပြောစရာမရှိတော့ကျွန်တော်ပြည်သူကရွေးချယ်ပြီးသားကျွန်တော်ရဲ့သမ္မတချင်းနဲ့ကျွန်တော်ရဲ့အစိုးရဖွဲ့တွေကျွန်တော်ရဲ့တော်ဆက်စွကြည်ကိုထောင်ထဲကိုထည့်ပြီးတော့မှလက်နက်ကန်ပြီးတော့ ကျွေးကောက်ပွဲကျင်းပခိုင်းတဲ့အာနာယုအုပ်စုမင်းအောင်လှိုင်လုပ်မဲ့ကျွေးကောက်ပွဲဆိုတော့ဒီကောက်ပွဲဝင်အောင်ရှင်ပြိုင်မယ်နိုင်ငံရေးသမားရောင်ရောင်ခွင့်ရေးသမားရောင်ရောင်နဲ့ခွေးကရက်ကိုလေးဘက်ထောက်ဖိန်ကုန်းပြီးတော့တက်မဲ့ကောင်တွေကိုပြောချင်တာကတော့အဲ့ဒါကိုယ်သမိုင်းကိုရေးတာပါပြီးတော့ရင်တော့ကျွန်တော်တို့လူငယ်တွေကိုဖြစ်မတင်နဲ့ဆိုတော့ နေ့စဉ်ရဲ့ဆက်ဆက်ဘုံချက်တက်ဖြတ်နေတာသူတို့မသိတာလည်းမဟုတ်ဘူး။ဒါပေမဲ့မြို့ပြဒေသတွေမှာကတော့သူတို့မသိလို့ပဲ။အခုကျောင်းတိုင်းသားနေမြေတွေမှာကျောင်းတိုင်းသားညီကိုမတော်ကအေးရအောင်နဲ့ပေါင်းပြီးတိုက်နေတာရန်ကုန်သားတွေမန္တလေးသားတွေဗျာ။အမကင်းပြည်နယ်မှာကင်းကြီးမတိုက်နေတာမဟုတ်ဘူး။ KIA တွားကြည့်ကချင်မှာကချင်ကြီးနဲ့တိုက်နေတာမဟုတ်ဘူးဟုတ်ပြီ TNL လေးဗျာ TNL လည်းပတ်သက်ပြီးတော့ပြောကြတယ်ဆိုကြတယ တန်တယ်လေတောင်းနေပဲတိုက်နေတာမဟုတ်ဘူးအဲ့တော့တော့အေးအေးရခိုင်နေကြီးပဲတိုက်နေတယ်တိုက်ပွဲမဟုတ်ဘူးကျွန်တော်ရန်ကုန်သားတွေမန္တလေးသားတွေကျွန်တော်မြေပြန့်သားတွေအခုတောင်ပေါ်မြေဒီကုန်းစမ်းကြောင်းစတဲ့နေရာတွေတိုက်ကြီးတော့ကိုမပြောနဲ့ဗျာအခု generation ဆက်အခု2021လူတော်လာရင်မပေါ်ဖွာလာတဲ့သူတွေကလုံးဝကိုအဲ့ဒီလူငယ်တွေက special တွေပဲ engineer တွေ doctor တွေရော ဒီပညာရှင်တွေရောထုတ်ကံဒီလုပ်ငန်းပိုင်ရှင်တွေရောအများကြီးပါဝင်ပြီးတော့ပြည်သူ့ဘက်မှာရက်တည်ပြီးတော့နှဖုံးများစွာဒုက္ခပေးနေတဲ့ဒီအာနာယူအချမ်းဖက်စစ်ခွေးတက်ကျွန်တော်တို့ချိန်မုံတုတ်တည်နေတာဒါပြနိုင်ငံတွင်းထဲမှာလည်းပညာတတ်တွေကလည်းနေသွားတယ်နိုင်ငံတွင်းထဲမှာလည်းပညာရှိတွေကနေသွားတဲ့အချိန်မှာ ပြောချင်တာဒဲပဲပြောဒဲပဲပြောမယ်ဆိုရင်တော့ဝဲစားတွေကနေရာရလာကြတာကြည်လေခု pride ဆိုတဲ့ခေါင်းစဉ်နဲ့ကျွန်တော်ကပြောလူငယ်လူငယ်လေးပဲပြောတယ်ပါလေစိုက်သားရကိုကိုကြီးဆိုတဲ့ခေါင်းစဉ်အဲ့ဒါလားဗျလက်ရှိနိုင်ငံတွင်းထဲမှာဖြစ်နေတဲ့မတရားမှုတွေစည်ရမွတ်တင်မှုတွေဖိစီးမှုတွေခုံးမှုတွေဖောက်မှုတွေလူတက်မှုတွေဒါတွေအဓိကတရားကလက်ရှိနိုင်ငံကိုအုပ်ချုပ်နေတဲ့ ုပ်ချုပ်ခြင်းနဲ့လက်နက်နဲ့ကျွန်တော်နိုင်ငံကိုအုပ်ချုပ်နေတဲ့မင်းအောင်ဆိုင်အာနာယူဂျန်ဖတ်ဖတ်စစ်ခွေးတကြောင်ဖြစ်တယ်မှတ်ထားဟိုအမှုပညာရှင်တွေဒီဘက်မှာကျွန်တော်ဒင်းနေကြားရပါတယ်ဒိန်းတော်ဘွယ်ငှားဖို့အဆင်မပြေဘူးပြောရှိတဲ့ချားကောင်တွေအများကြီးပဲအတန်ထွက်လာတယ်ကောင်းစားပေါ့စားကြမရှိကိုသားကိုလှီးစားတယ် ပညာမဲ့တဲ့ကောင်တွေကျွန်တော်နိုင်ငံတွင်းထဲမှာနေရာဝင်ယူလာကြတာကျွန်တော်တို့ရှင်းသားမြင်နေရဘာကြီးချင်းမောင်ရှိတဲ့သူကြီးကျွန်တော်ရင်မသားဆိုခုနိုင်ငံတကာမှာရောက်နေတဲ့ကျွန်တော်ရဲ့ဗီဒီယိုကိုကြည့်နေတဲ့ကျွန်တော်မိသားစုဝင်တွေကျွန်တော်နိုင်ငံရဲ့အခြေအနေနဲ့ကျွန်တော်မိဘပြည်သူတွေနေနေတဲ့နိုင်ငံတွေရဲ့အခြေအနေဘလောက်တောင်ကွာချသွားပြီလဲကျွန်တော်စီမှာဆိုတောင်ကြီးမြေလေးပဲချတာ ထိုင်းနဲ့မြန်မာကပေါင်းရင်းမြင့်ဒီဘက်ဒီဘက်မှာကအဲ့ငရေကန်းပေါင်းရင်းမြင့်တော့ပေါင်းရင်းမြင့်ဟိုဘက်ကဲကိုကူးလိုက်ပြီးဆိုရတဲ့ဘာမှမဆိုင်တော့ထိုင်းနိုင်ငံနေဆက်စီးတီသူတို့ကလမ်းမီးရေအကုန်လုံးလုပ်ပေးထားတာသူတို့ပြည်သူတွေဆိုင်ပြေးတိုက်ပလောက်ဆိုင် တီးနံတွေထွက်လာတယ်ကြိုက်ကြက်နေရာကိုပို့ဘန်းတွေအကုန်လုံးကလည်းနေလုံးကွန်ကရစ်နဲ့ခင်းထားပြီးသားနေဆက်တောက်လျှောက်မှာနည်းနည်းလေးဆစ်ဆက်သွားလိုက်ပြီးဆိုတော့နိုင်လုံးကွန်ကရစ်ဖြစ်သွားပြီဒီဘက်ကျွန်တော်တို့မြန်မာနိုင်ငံအတွင်းမှာဘလောက်ထိတော့ဆုတ်ပြတ်တက်အခုပုံပြီးတော့ဆိုးရကြားဖြန့်နေနေဘလောက်လောက်မှန်းကိုမသိအောင်ကျွန်တော်တို့အားလုံးဘေးတွေရိုက်ကုန်ကြတယ်ဆိုတော့ဒီဘွဲကလည်းပဲ ဆုံးသက်ပွဲကိုပြဆုံးသက်ပွဲတော့လေဘလို့ပြောမလဲခချင်းအိုကိုဒုတ်နဲ့ထိုးသလိုမျိုးဟုတ်ယူရိုပနဲ့ပတ်သက်ပြီးတော့ဒါဂျန်ဖက်စစ်ခွင့်တက်ကကျောင်းလူငယ်တွေကိုဒါလူမှုကွန်ရက်ဆိုရှယ်စာမျက်နှာတုံးတဲ့သူတွေယူရိုပနဲ့ပတ်သက်ပြီးတော့စန့်ကျင်တဲ့သူတွေကိုဖမ်းဆီးပြီးတော့ချိန်ချောက်ပြခဲ့တယ်ဆိုတဲ့အကြောင်းနဲ့ကျွန်တော်မိဘပြည်သူကြားခဲ့ရမှာဖြစ်တယ်ပထမအဦးဆုံးယူရိုပွဲပုံမှတုံးတဲ့ကာကြီးနဲ့မှုဖွင့်ခံရရတဲ့သူက ။ဘန်ကြီးမျိုးကကိုနေသွေးကိုကျွန်တော်စတေမှာကိုရနစ်စတေမှာကအတာဖက်စစ်ခွေတက်ကနေပြီးတော့ထောင်နဲ့ခုနှစ်နှစ်ပထမဦးစွာအချမှတ်ခဲ့တာဖြစ်တယ်။ပြီးတော့အမှုဝင်ခံရတဲ့သူတွေကလည်းပဲလက်ရှိအချိန်မှာ64ယောက်အထိရှိနေတယ်လို့လည်းကျွန်တော်တို့ကြားသိထားရပါတယ်။ဒါကတော့ကျွန်တော်တို့ပြည်စာကောင်းကလုပ်မယ်ကျွန်တော်တို့ဒီကောက်ပွဲကိုပါဝင်ရှင်မြတ်တူတွေကတော့ကုသမိုင်းကိုရေးရမယ့်အခြေအနေမှာ ရည်ကြီးတဲ့တင်လေးတင်ပြခြင်းနဲ့အဲ့ဒါကတော့ကျွန်တော်တို့ကြားဖြန့်လူလိန်တရုတ်တွေကိုလက်ရှိအချိန်မှာရန်ကုန်နဲ့မန္လေးကိုပို့ဆောင်နေဖို့ပြင်ဆင်နေတာတွေရှိနေပါတယ်။ဒါတွေက KK Pub ခေါ်တဲ့ကျွန်တော်တို့ဒါကြားဖြန့်နဲ့ပတ်သက်တဲ့နေရာတစ်ခုမှာပေါ့နော်။သတင်းမျိုးစုံထွက်ပြီးတဲ့နောက်ပိုင်းမှာအဲ့ဒီအတွင်းထဲမှာရှိတဲ့သူတွေဟာရှေ့ပြောင်းပြင်းနေကြတာဖြစ်တယ်။အချို့ကထိုင်းနိုင်ငံဘက်ကိုကျွန်တော်တို့တောင်းရင်မြစ်ကိုကူးပြီးတော့သွားကြတဲ့သူတွေရှိတယ်။ဆာလာအိတ်ဆာလာအိတ်တွေနဲ့ထည့်ထားတဲ့အာ တ်ထောင်းနဲ့ထောင်းနဲ့စီးစီးလိုက်အများကြီးငွေကြေးတွေပြီးတော့ကျွန်တော်တို့ဒါမြောက်ဒီမှာဆိုရင်လည်းပဲဗျာအချို့ပစ္စည်းတွေအရန်ကိုပေါသွားတယ်အဲ့ဒါကအဓိကဘာလဲဆိုတော့ဖုန်းတွေ laptop တွေတော်တော်လေးကိုအော်ပေါ်ခြင်းတော်ခြင်းဖြစ်သွားတယ် iPhone series တွေပေါ့ဗျာကျွန်တော် iCloud တွေဆိုရင်ကျွန်တော်တို့အခုဆိုရင်ပတ်9000တောက်ကနေပြီးတော့ပတ်1000နဲ့ဝန်းကျင်လောက်နဲ့ပဲလွယ်လွယ်ကူကူဝယ်လို့ရတဲ့အခြေအနေထိတော်မှာပေါ်သွားတယ်လို့ကျွန်တော်ကြားသိထားရတယ်ဆိုတော့ကြောက်ချက်ကအဓိကဒီ strategy information တွေနဲ့သွားတဲ့အခါကျတော့သူတို့ရဲ့လက်ထဲမှာဖုန်းတွေက၄၅၆လောက်အများကြီးဖုန်းတွေရဆိုတော့ထွက်လာတဲ့အချိန်မှာအဲ့ဒီဖုန်းတွေပါလာတယ်အဲ့ဒီဖုန်းတွေကိုသူတို့ကနေပြီးတော့ပြန်ရောင်းခဲ့တာတွေရှိနေတယ်လို့ကျွန်တော်တို့ကြားသိထားရတယ်ဆိုတော့အဲ့ဒီအဲမှာမှာကျွန်တော်တို့ဒါဂျပန်နဲ့ပတ်သက်တဲ့တရုတ်တွေကိုရန်ကုန်နဲ့မန်လေးကိုပို့ဆောင်ဖို့အတွက် BGF ကစီစဉ်နေတယ်ဆိုတဲ့သတင်းတွေထွက်ပေါ်လာတာဖြစ်ပါတယ်ကျွန်တော်ညာရင်းကားကိုလိုင်ငားနေတာတွေရှိတယ်ရန်ကုန်အရောက်ကိုတိုင်းရာနဲ့ချီပြီးတော့ပေါက်တယ် မင်းကညာမြောက်ဒီမှာလည်းပဲတေဟုတ်ကန်နေပြည်သွားတယ်ကောင်းမတွေကအကုန်လုံးမနော်ဈေးနှုန်းတွေစဲစားလောက်ထိတက်တောင်းတာတွေလည်းရှိတယ်တရုတ်တဦးကိုရန်ကုန်ကိုပို့ဆောင်ပေးဖို့အတွက် BGF ရဲဘော်တဦးလိုက်လံစုံစမ်းနေတာကိုလည်းမျက်မြင်တွေ့ရှိခဲ့တဲ့ကောင်းမတဦးကသတင်းပေးဖို့ထားတာရှိတယ်ဆိုတော့သူတို့ကိုအဲ့လိုမျိုးပေါ့နော်ကားငှားရန်ဖို့အတွက်ရဲဘော်ပေါ့နော် BGF ရဲဘော်တွေအနေနဲ့ရှာပေးတယ် လုတ်ပေးတယ်ဆိုရင်တဦးကိုမြန်မာကျပ်ငွေ30ရရှိတယ်လို့လည်းကျွန်တော်တို့နေဆက်တဲ့အတိုင်းဝိုင်းကနေပြီးတော့ကြားသိထားတာဖြစ်တဲ့မြောက်ရီရန်ကုန်မြောက်ရီမန္တလေးကိုကျွန်တော်တို့တရုတ်ကြားဖြန့်လူလိန်တွေကိုပို့ဆောင်နေတာဖြစ်ပါတယ်ဒါကတော့အဓိကဈေးကွက်ကြီးဖြစ်ပါတယ်ဟုတ်ပြီကျွန်တော်ပြောချင်တာကတော့လက်ရှိဒါတို့လုပ်နေတဲ့လုပ်ငန်းစဉ်တွေနဲ့ပတ်သက်ပြီးတော့ကျွန်တော်မိသားစုဝင်နေနေစဉ်ကြားနေရပြီးသားဆိုတော့ဒါနဲ့ပတ်သက်ပြီးတော့အခုဗျာ တို့တို့လမ်းမကြီးတစ်ခုကိုဖျက်နဲ့ချက်တမ်းမောင်းအောင်မှာတို့တို့အခုလက်ရှိပေါ့နော်တော်ရင်ကာလအချိန်မှာပို့ဆိုးတဲ့နေရောညောစစေးခိတ်တဲ့အရမ်းများလာကျွန်တော်တို့ရပ်သားပြည်သူတွေဘာမဟုတ်တဲ့ဖုန်းလေးထဲမှာဘာမဟုတ်တဲ့ကိစ္စလေးဆိုရင်တောင်မှငွေညစ်ချင်းချောက်နေတာအဲ့ဒီ highway လမ်းမကြီးဂိတ်တွေဂိတ်တွေမှာဟုတ်တိုင်းသားကျွန်တော်တို့တိုင်းသားတွေဆိုရင်ခီးသွားပါဘူးတော်တော်လေးကိုခတ်ခဲတဲ့အချင်းတွေရခိုင်တွေပို့ဆိုးတယ်ပြီးတော့ငါးမြင်းဆောင်ဘာညာဆိုရင်လည်းပဲထုံနေကောင်းပဲ ဆိုတော့ဒီလိုအခြေအနေမျိုးမှာတရုတ်ကိုမန်လေးအထိပို့တယ်ဗျာတရုတ်ကိုရန်ကုန်အထိပို့တယ်ဗျာကျွန်တော်ရဲ့မိသားစုဝင်တွေအဲ့ဒီဂိတ်ကကောင်တွေမလုပ်နေလေတော့ဒီနိုင်ငံအတွင်းမှာရှိတဲ့ကြားဖြန့်ကဘာလို့လောက်တာလဲကျွန်တော်နိုင်ငံအတွင်းမှာလက်ရှိကဘာကြီးကလက်ညုံကောင်းကောင်းဝိုင်းထိုးနေတာဘလောက်တောင်ရှက်ဖို့ကောင်းလဲ လူလိမ်တွေကိုထားတာလူလိမ်တွေကိုဖတ်ပေးတာလူလိမ်တွေကိုလက်ခံပေးထားတဲ့နိုင်ငံလောက်ရှိဖို့ကောင်းလဲဗျာပြီးတော့ကိုယ်နိုင်ငံသားတွေကိုကြတော့တတ်ဖြတ်ဒါမှမဟုတ်ကျွန်တော်မိသားစုကျွန်တော်မြန်မာနိုင်ငံသားတွေလူမောင်ခုကူးခံရတယ်ကျွန်တော်မြန်မာနိုင်ငံသားတွေတရားမဝင်ခိုင်းခံရတယ်နှိမ့်ချခံရတယ်ကျွန်တော်တို့ရဲ့နိုင်ငံသားတွေရဲ့ကိုယ်ပိုင်အင်ကာတွေဘလို့မျိုးဖြောက်ပြီးတော့ဘလို့မျိုးရောင်းစားတဲ့ဈေးကွက်ကြီးအဲမှာ ကျွန်တော်တို့ဘာမှမသိရသေးဘူး။ကဘာကတူနှစ်ဦးလေးပဲအဲ့ဒီတည်ပါလာလာနဲ့ကျွန်တော်တို့ဒီထဲမှာအကုန်လုံးပြောချင်တာကတော့အခုလက်ရှိအမေရိကန်စစ်ဝင်သားတဲ့သူ့နိုင်ငံကိုထိလို့ပါ။တရုတ်ကလည်းပဲအခုသူတို့မွေးထတဲ့မြောက်ကိုလည်းသူတို့မနိုင်တော့ဘလို့မထိန်လို့မရဘူးမင်းအွန်လိုင်းကွန်နက်ကလည်းပဲအခု BGF စောချစ်သူကို ပြန်ပြီးတော့အဖြစ်ပုံနောက်ဆုံး KNU ကိုတော့မှအဖြစ်ပုံတယ်သူတို့မတည်ဘူးပေါ့ကြားဖြန့်အခုမှပေါ်တာမဟုတ်ငကူကလေးကဆိုတော့ဒီကြားဖြန့်ကိုအသက်သွင်းပေးထားတာကမင်းအောင်လှိုင်ဖြစ်တယ်ဆိုတော့မင်းအောင်လှိုင် အောက်ကနေပြီးတော့စင်ဘွားအကုန်လုံးလူလိန်ဂိုင်းကြီးဖြစ်သွားကြတယ်ရှင်းပါလေဟုတ်ပြီကျွန်တော်မနေ့ကကျွန်တော်ဖော်ပြခဲ့ပြီးပါပြီ KK ပါဆောက်ဦးအချို့ကို ဘုံခွဲပြီးတော့ဖြတ်စီလိုက်တယ်ဆိုတော့အချို့သတင်းဌာနတွေမှာလည်းပြောပါတယ်အာကျွန်တော်တို့ကေကေပါလည်းမဟုတ်ဘူးနော်အာဘုံပေါက်ကွဲလို့ဘုံနော်ဘုံကျဲလို့ဘုံဖြစ်တာမဟုတ်ဘူးမိုင်းဆင်ပြီးတော့မှတိတိချာချာဖြတ်စီလိုက်တာဖြစ်တယ်ဆိုတော့သုံးသက်ရမှာတကူကဘာလဲဆိုတော့အခုကကျွန်တော်တို့အဲ့ထက်မှရှိတဲ့သူတွေနေရာရွှေ့သွားတာပါကြားဖြတ်မပြောက်သွားဘူးနော်ကြားဖြတ်ကေကေပါတကူတည်းမဟုတ်ဘူးကင်းပြင်းနေတွင်းထဲမှာကြားဖြတ်နေအများကြီး မြန်မာနိုင်ငံတွင်းမှာကြားဖြတ်နေအများကြီးနေရာတိုင်းမှာရှိရဆိုတာမျိုးပြောချင်တာဒီရန်ကုန်မန်းလေးထိကြားဖြတ်တွေပို့ဆောင်နေတယ်ဆိုတာမျိုးရန်ကုန်မန်းလေးမှာလည်းကြားဖြတ်နေရှိတယ်ငွေတွေကလည်းရှိဆရာသူတို့အရှုပ်နေသူတို့လည်းရှင်းလို့မနိုင်ဟုတ်အာဆီယံစီဝေးတုတ်တော့မယ်ဒီစီဝေးမှာလည်းပဲကျွန်တော်တို့ဒင်းကောင်းတွေအများကြီးကြားဖို့ရှိပါလိမ့်မယ်ဒါပေမဲ့ကျွန်တော်တို့လုပ်ရမယ့်အလုပ်ကတော့ကျွန်တော်တို့ဆက်ပြီးတော့လုပ်ရမှာဖြစ်တယ်ကျွန်တော်တို့ရဲ့ federal နဲ့ကျွန်တော်ရဲ့ democracy ကျွန်တော်ရဲ့အနာဂတ်အားလုံးကကျွန်တော်တို့လက်ထဲမှာပဲရှိတာပါကျွန်တော်တို့ကဘယ်သူမှအားကိုးမှာမဟုတ်ခြားတာရှိရခြားမှာပဲကျုံးစရာရှိတာကျုံးဖို့ပဲလိုတာပါဟုတ်ပြီဒီကနေ့မှာကျွန်တော်တင်ပြခဲ့တဲ့အကြောင်းအရာတွေကျွန်တော်မိသားစုဝင်အားနဲ့တက်မယ်လို့မျှော်လင့်ပါတယ်နောက်လာတဲ့ဗီဒီယိုတွေဒီတက်ပို့ကောင်းကျွန်တော်ကြိုးစူးစားပါဦးမယ်အခုကျွန်တော်တို့နိုင်ငံပင်းနေမှာလားစားရမယ်တောက်ရမယ်ကျွန်တော်တို့ဘောနော်တရောင်းသားတွေလည်းပုံများလာတယ်အလုတ်ကင်နေတာလို့မရှိအကင်မရှိ တွေ့တာပို့ပြီးတော့များလာတာပါတကယ်တမ်းမှာတော့ကျောင်းနိုင်ငံအတွင်းမှာအရန်ကိုချမ်းသာနေတဲ့သူတွေနဲ့တည်ရှိပါတယ်ဆိုတာလည်းကျွန်တော်မိသားစုနဲ့တီးဖို့ဟိုကြပေးလိုက်ပါတယ်လက်နက်ပေးစီပေးကပေးကြောင်းတယ်ကျောင်းနိုင်ငံအတွင်းမှာရှိတဲ့မိသားစုတအုပ်ချင်းတိုင်းပြင်းနေကင်းရှင်းပါတယ်လေးနေနဲ့စတောင်းရှင်းနေကျွန်တော်ရေဝရှင်းလေးပါ